ံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဇာယိဆရာမိုးကျော်စင်ရေးသားတဲ့ရန်ကုန်မြို့တနေရာမဂဇင်းဝတ္ထုတို့များဆိုတဲ့စာအုပ်ထဲကဒီနေ့ပြဆက်ဆိုတဲ့ဝတ္ထုတို့တစ်ပုဒ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာဒီနေ့ပြဆက် အဲ့ဒါပြောတာပေါ့ဟာ အစ်စ်တွေရှိလို့အတုတွေပေါ်လာတာဆိုပေမဲ့ဒီခေတ်ကြီးထဲမှာအတုကိုပြန်တုနေကြတာနဲ့ပဲတန်တရားလဲနေကြတာဟာယထာတစီထွက်ခွာသွားပြီစားဂျိန်းလုတ်တန်တဲ့တဲ့တန်လန်းမြင်ပြိုင်နှုတ်ဆက်အော်အော်ဆွဲတန်က ပဲ့တင်ကြံရင့်နေစေအလျားတူတူဇင်းကြံတစ်ခုသာရှိပြီးအမြန်ယထာနှစ်စီးအပါဝင် အခြားယထာအနေငယ်သာရက်လိရှိသောတောမြို့ဘူတာကလေးသည် အစင်အတက်တိတ်မရှိလာပေ။ယခုလည်းကြီးယထာတစီဆက်ရောက်သွားသည် ဆိုတော့လေအစင်ခီးတဲ့များက မြင်းလဲတစီစာလောက်သာတန်လန်းပေကျောက်စရခဲပုံတွေပေါ်ယထာပုံမှာ ခုံစင်းချထားသောခီးတဲ့တွေမှာလုံကြီးပြင်းဝတ်သူဝတ်အင်ကြီးဆွဲဆန့်သူဆန့်ဆွဲခြင်းတွေအိတ်ကြီးတွေကို တရွတ်တိုက်ဆွဲ၍တမျိုးလှူရှားနေပုံတွေကလိုအပ်သည့်ထက်ပုံမုံလေးလံလွန်နေသည် လာကြိုသူနှစ်ယောက်သုံးယောက်ပြင်တစ်ထဲတွင်တော်တွဲလေးတွေတရံရံနှင့်ဆိုင်ကယ်ကယ်ရီသမားနှစ်ယောက်လည်းပါဝင်၏ခီးတဲ့အချို့ကတော့ဘူတာဘက်တက်မလာပဲတန်လန်းတစ်ဖက်ချမ်းမှ ကားဂိတ်စီခြေသွာလန်းလေးတိုင်းဖဲ့စင်းသွားကြပြန်သည်အဝေးပြေးကားလမ်းမကြီးတစ်လျှောက်ရှိ မြို့ရွာနာမည်များကိုကြကြောကြောအော်ဟစ်၍၎င်းကဟွန်းကို တပွန်ပွန်တီး၍၎င်းခီးတဲ့ခေါနေသောလိုင်းကားတစင်းကတော်တော်နှင့်ကြောက်နှောက်အောင်မြည်ပုံမပေါ်ဘုဒ္ဓရုံပိုင်လေးကဘုဒ္ဓဘောတက်လာသည်မခီးတဲ့တွေထမယထာလက်မှတ်တွေပြန်လဲကောက်ယူတင်စီနေသည်တင်စီနေသည် ဖြစ်တော်လဲတာဝန်ရဆောင်ရွက်ခြင်းနှင့်မတူသည့်အပြင်ခီးတဲ့တူးချင်းကို စီကျိုနှုတ်ဆက်သလိုဖြစ်နေ၏အချို့သောခီးတွေများက နောက်ထပ်တစ်ကြိမ်ခီးစဉ်အတွက်လက်မှတ်ဘုကင်တစ်ခါတည်းလှုပ်သွားကြသေးသည်ယူနီဖောင်းအပြာဝတ်တဦးသည်ချိန်ခွင်းကလေးတစ်ချောင်းကိုကင်လျက်တန်လန်းဂုံးကြော်တနေရာမှဇလီပါရုံးတွေအတိုင်းမိုက်ဆိုင်ဆိုင်လျှောက်လာနေသည် ကောင်းချင်းတုတ်တယ်မလေးကဘန်ကလေးကိုရွက်၍သူမ၏မူရင်းဌာနချုပ်တရှိရာ ဘုရားအစင်အုတ်လေကသုံးထစ်ထိတ်တို့ပြန်လဲရောက်ရှိလာ၏သူမမျက်နှာချင်းဆိုင်ရှိခြေတန်းရှိဇပွဲလေးပေါ်မှန်ပုံးလေးတင်လျက်ဆိုင်ကန်းဖွင့်ထားသော လူကြီးကမျက်မှန်ကိုင်းကိုကြော်၍စိုက်ကြည့်လိုက်၏ထို့နောက်ခွဲစိတ်ဆရာဝန်ကြီးတဦး၏ယူဆိုင်မှုမျိုးဖြင့်ဝမ်းပိုက်ဖွင့်ထားသောနာယီလေးတစ်လုံးကိုဇာကနာတစ်ချောင်းဖြင့်မှုရင်းအချိန်ဤဘယ်နဲ့လဲဟုမေးလိုက်သည် ကောင်းကျင်းတုတ်တဲ့မာလေးကသူမဆိုင်နေရာဖောက်ဆွဲတစ်တာဘုံခွန်လေးနောက်တွင်ပြ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 ထိုင်းချရင်ခေါင်းကိုမတိမတာရံပြသည် သူမထုတ်ယူရေတွက်ခါတယူတရတန့်ဖြန့်နေသောဝိဆက်ကူအနှွမ်းလေးတွေကပင်သူမရောင်းအားဤတက်သည်ဖြစ်လေသည်ရေခဲတုတ်တဲ့လေးကရေခဲဘုံကြီးတတုတ်တုတ်မြည်အောင်လွယ်လျက်ကောင်းကျင်းတုတ်တဲ့လေးပဲကြောက်လာသည်တမင်တကာတိခတ်ခြင်းမဟုတ်ပဲ သူ့လွယ်အိတ်ထဲမှခြေခေါင်းလောင်းလေးသည်လှုပ်ရှားလိုက်တိုင်းအတန်မြင်နေ။တထားတစီဆိုက်ရောက်ထွက်ခွာသွားပြီးဖြစ်၍၅မိနစ်တွင်မှပင်ဘူတာလေးက နေသားတကျပြန်ဖြစ်သွားသည်။အလူရှင်နဲ့ပဲစေးသားများခွာကြပြည့်ရင်းနေသောဇင်းညံတစ်သားခုံတန်းလေးတွင်လဲလျောင်းနေသူတချို့ခြေအိုးလေးတွေဘေးချထား၍သုံးတရားကိုစောင့်မျှော်နေသည့်မျက်ဝန်းတချို့ နောက်ဆက်ရောက်လာမည်စာပို့ယထာတစည်းကိုစောင့်မျှော်နေသောစာပို့သမားကြီးကသူ့ဘဝစာမျက်နှာများကိုစလုံးပြန်ပေါင်းနေဟန်ဖြင့်ငြိမ်သက်ငြိမ်ငိုင်နေသည် သူ့သပင်ပြားကက်ကက်တွေက သူ့ယူနီဖောင်းနှင့်ဌာနတစိမ့်ကဲ့သို့ပင်အကြောင်းလွင့်နေပြီဖြစ်၏ထိုချိန်မှာပင်ဘူတာကလေးပေါ်သို့အတန်တချို့တက်သွားလေသည် တောက်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 ဟူသောအတန်း ဆူရှတော့လဲသေးငယ်တိုးဖွာတော့တန်မို့အစာပိုင်းဘသူမှတရီမထမီအတန်ကတော့ဆက်လက်ထွက်ပေါ်နေစေတောက်တောက်တောက်တောင်းအတန်ကမာကြောသောအရာဝတ္ထုထိပ်ဖျားနှင့်အခြားမာကြောသောမျက်နှာပြင်တို့ခက်ဆက်ဆက်ထိတွေ့တန်တွေပင် ဖြစ်သည် အတိအကျမဟုတ်တော့လဲအတန်တစ်ခုနဲ့တစ်ခု အကွာဝေးကအစိတ်အကျဲစီးချက်ညီသည်ဟုပြောနိုင်သည် ထိုတန်ကိုပထမဆုံးသတိထားမိသူမှာကိုရဆိုင်ပိုင်ရှင်ကောင်းလေးဖြစ်၏ချတောင်ဖို့အငယ်စားတရံဖြစ်နေသော ထုံအိုးထဲတွင် ထုံထုပ်တန်ကိုနှစ်လိုက်ရင်အာကနေအာမေဒိနှင့်အတူ ဆိုင်ရှိတွင်ချိတ်ဆွဲထားသော မုံတုပ်လေးတွေကြောင့်ခေါင်းပြူလိုက်သည်ထို့နောက်မှာတော့ကောင်းချင်းတုပ်တဲလေးရေခဲတုပ်တဲလေးနှင့်နိုင်ပြင်းဆရာကြီးတို့၏မျက်ဝန်းကိုစီသည် နေရာတစ်ခုစီ ြိုင်တူရောက်သွားကြတော့ဤဘယ်ကရောက်လာတာလဲမသိပါဘူးဟဲ့ကောင်းချင်းတုတ်တယ်လေးကဤတန်ငွေငွေဖြင့်ပြောလိုက်ခြင်းဖြစ်ဤကွန်ရတယ်လေးကကွန်ရခုံပေါ်ဖြန့်ခင်းထားသည့်ကွန်ရွက်တွေပေါ်ကွန်သီးစိတ်တွေဖြူရင်စောစောကယထာနဲ့ပါလာတာထင်တယ်ခုမှတ်ချက်ပေသည်နိုင်ပြင်ဆရာကြီးကတော့နှာခေါင်းရိုးပေါ်လျှော့ကြနေသော မျက်မှန်ကြည့်အောင်မှပင့်ကြည့်ရင်အဟင်းဟုအတန်တစ်ချက်ပြူလိုက်သည်အသက်50ဝန်းကျင်သပင်တွေဖျို့ဖျဲကျိုးကွင်းတက်ထားသည့်အယောင်ပြက်နေသောပင်နယ်အကြီးတလုံးကိုလက်မောင်းတစ်ဖက်တွင်ရှိုလျက်သူ့ပုံတံကိုအနည်းဆက်ဆုံးတင်စားရမည်ဆိုလျင်တန်ရှင်းမှုအားနေသောအင်ရှင်မတယောက်ဤမိဖို့ကြောင့်တည်းမှတစ်ချိန်တစ်ခါမှလျှော့ဖို့ချင်းမရှိသေးသောသက်တမ်းရင်ဆုံး လက်နှေးစုပ်ကြီးတစ်ထည်နဲ့သူ၏ညလုံးတွေ ပြူကျဲစွာပွင့်နေတော့လဲတောင်ခွေးကိုညလုံးတစ်ဖွဲ အသုံးပြုနေရသူ ဖြစ်သည်။ဦးကောင်းကိုခတ်မော့မော့ခတ်ဆောင်ဆောင်ထားလျက်အကြအာယုံကိုလည်းအစွမ်းကုန်ဖွင့်ဟထားပုံရသည်။တောင်ခွေးသမားကအင်္ဂရီသားတွေကွဲကွာလန်းနေသော အနာတရဘုဒ္ဓဇင်ကြံလေးပေါ်ဥတ္တိယမျိုးမျိုးဝိဝဲနေပြီး ဈေးတယ်လေးတွေကြားလမ်းတစ်ခုတရံဖြစ်နေသည့်သုံးတစ်သော အုပ်လေကားလေးစီတို့ဥတီသွားမိနေတော်သည်တောက်တောက်တောက်တောင်းတောင်ဝေးကိုတဆန်းဆန်းထောက်ရင်းဆန့်ငင်ဆန့်ငင်ဖြစ်နေသောခြေလမ်းများဖြင့်ခြေတက်လာနေစေဖြစ်သည်ဒီတို့ပင်အခက်ခဲတွေရှိနေစေကမူတာမန်လူတစ်ယောက်အတွက်စကန့်အနေငယ်တွင် ကြောက်နိုင်သောအကွာဝေးကို သူက 3မိနစ်ခန့်ကြိုးစားပြီးမှမြို့ကလေးဘက်သို့ဆင်းသည့်ဘူတာလေကားတဲ့လေးတွေထိတ်ကိုဆက်ရောက်လာ၏သို့သောသူ့ခြေလန်းဥတီယာကလေကားတဲ့လွတ်ရာတစ်ဖက်ဖြစ်နေပြန်သည်ဦးကြီးဦးကြီးအဲ့ဒါလေကားတဲ့မဟုတ်ဘူးဟိုဘက်တို့အဲ့တော့ပြုတ်ကြတော့မှာပဲဟုတ်သေးပါဘူးမနေတတ်သူ ကောင်းကျင်းတုတ်တယ်မာလေးကစိတ်မရှိဟန်ဖြင့် ပြောပြောဆိုဆိုထထသွားပြီးထိမ့်ပေးလိုက်ရသည် သူ့တောင်ဝေးကိုကိုင်းသူ့ကြောပြင်ကို ထိမ့်ပေးလိုက်တော့မှ အုတ်လီကားလေးသုံးတစ်ကိုအောင်မြင်စွာဆင်းသက်သွားနိုင်တော်၏အေးအေးဟုတ်ပြီဟုတ်ပြီသာဓုဗျာသာဓုကျေးဇူးကြည်ပါတယ်ကွယ်အေးအေးတောင်ဝေးဆရာကြီးကသူ့တွေကျေးဇူးတင်စကားတွေကို မန်တန်ရွတ်တလို့တဖော့ဖော့ဆိုလျက်ဘုရားအစင်းချက်ကျန်းလေးတစ်ခုကို တောင်ဝေးတထောက်ထောက်ဖြင့်ဆက်လျှောက်သွားတော်သည် တောင်ဝေးကလေးတစ်ချောင်း၏လမ်းပြတည်ဆောင်းသွားပုံကအံ့ဩစရာဤသို့ပင်ဖြစ်စေ သူသည်ကြောက်ကြမ်းလမ်းတို့ကလေးကိုကြော်လွန်သည်နှင့်စီပင်သားရစေကြီးဟူသော ဆိုင်ပုတ်ကြီးအောက်သို့ပြင်းပြန်စွာ ဝင်ရောက်သွားနိုင်ခဲ့၏အလွယ်တကူဝင်ရောက်သွားသည်လည်းမဟုတ်ပြန်လမ်းတို့ကလေးဆုံးကန့်လန့်ပြက်တရှိနေသော မြို့ပတ်ကတရားလမ်းလေးကို ဖြတ်ကူးတွင်ထော်လာကြီးဆိုင်ကယ်စပိန်မြင်းလေစသည်တို့ကိုရင်ကျောပိတ်ဆို့မှုအသေးစားလေးတစ်ခုဖြစ်စေခဲ့ပြီးမှဈေးတဲသို့ ရောက်ရှိသွားခြင်းဖြစ်လေသည်ဈေးဘဝဝင်ဝင်ချင်းမုံမျိုးစုံဆိုင်ကြီးတစ်ဆိုင်မှလမောင်းတစ်ဖက်ကျွန်းထွက်လာပြီးပင်နယ်အကြီးတဲသို့ဘုံထုတ်တထုတ်ထဲလာ၏ဒီလိုနှင့်ပင်တရွေ့ရွေ့ဖြင့် တောင်ဝေးတရွေ့ရွေ့နှင့်ဆန့်ငင်ဆန့်ငင်ရှေ့ဆက်နေသော ပင်နယ်အကြီးတစ်လုံးသည်ရေချင်းချင်းလေးတစ်ခု၏လူသွားရာလမ်းချင်းချင်းလေးတဲ့တိုးဝေးဝင်ရင်းနှမြုပ်ပြောက်ွယ်သွားတော်၏ဟင်းတော်ပါသေးတယ်ဟေဘာမှမဖြစ်ပေလို့ရှင်ရှုတတာပေါင်းလေးပေါ်မှာကောင်းညင်းတို့ဘန်းလေးအပြင်အထိကြော်လွန်ရှည်ထွက်နေသောလေပင်ကို ပြန်ရုပ်သိမ်းလိုက်ရင်ကောင်းမလေးကပြောလိုက်သည် တကယ်တော့တဲ့ကောင်းလေးကလည်းဆိုင်ကင်နဲ့တိုက်မိတော့မလို့ဟုဖြေဆွဲပြောသည်တကယ်တော့တောင်ဝေးဆရာဒေးတဲ့သူမရောက်မချင်းသူတို့စိတ်ပူနေခဲ့ကြခြင်းဖြစ်သည်ကွန်ရတဲ့လေးကကွန်ရများကိုကျွမ်းကျင်လင်းမြန်စွာထုတ်လျက်ကအတူလဲဖြစ်ခြင်းဖြစ်နေမှာပါဟာဟုတွေ့တွေ့ဆဆဝင်ပြော၏ဟဲ့အတူဆိုတာအစ်စ်တွေရှိလို့ပေါ်လာတာမဟုတ်ဘူးလားဟဲ့ ပကနေပြစ်ခတ်လိုက်တော့ကောင်းချင်းတုတ်တဲ့ကောင်းမလေးစကားကိုကိုညာတယ်လေးကဘာမှမတုံ့ပြန်တော့ပဲသူ့လို့သူဆက်လုံနေရင်ခေါင်းတဆက်ဆက်ဖြင့်အပြုံပြုံလုံနေတော့သည်တကယ်တော့သူတို့မျိုးလေးသည်စောစောကကြုံခဲ့ရသော လူများနှင့်သိတ်ဆိတ်လာသည်မဟုတ်ဤမျိုးတွင်အ ਨੇ ဆုံးတစ်နှစ်နှစ်ကြိမ်ခန့်ကျင်းပတတ်သောဝဲတော်ရမြရောက်တိုင်းအကျက်မျက်နှာမျိုးမျိုးမှ ပုံတဲ့မျိုးမျိုးနှင့်ရောက်လာကြသောပြည်လူမျိုးများကိုမြို့ဝင်တကားနှင့်ပတ်သက်နေရသည့်သူတို့အတွက် အမြင်တွေ့ပုံများသည်ဒါနဲ့20ကိုမတွေ့တာတပတ်လောက်ရှိပြီနော်အဆက်ဆက်တစ်ခုကြောင့်တရိယာသွားဟန်ဖြင့်ကိုရဆိုင်ရှင်လေးမေကွန်းကြောင့်တောင်းညင်းတုတ်ကိုနှိပြေနေသော ကောင်းမလေးစက်ကနေဖြစ်သွားသည်ထို့နောက်သတင်းတူသတင်းဦးရထားသောသတင်းထောက်တယောက်၏ ဝင်စွားမှုမျိုးဖြင့်နေမတိသေးဘူးလားဟုအစာခြေလိုက်သည်တဆက်ထဲမှာပင်တစ်ဖက်သားအဖြေကို မဆောင်တော့ပဲဝေးပြီလေဟုလေတန်အုပ်ကို ထိမ့်ပြီးပြောချလိုက်တော်၏ဩဒါကြောင့်ကိုဟုကိုရတယ်လေးကရေရွတ်ရင်းအတင်းထုတ်ပြီးကိုရတော်လေးများကိုပလတ်စတစ်စကားချင်းလေးတဲ့သို့ပြောင်းထည့်ကခေါင်းတဆက်ဆက်လုံနေပြန်သည် 20ဆိုသည်မှာဘုဒ္ဓအစဉ်လေကားတဲ့ခြေရင်းမှာနေ့စဉ်မှန်မှန်လာ၍မတ်တက်ရက်နေသူမိန်ကလေးတယောက်ဖြစ်သည်အသက်20ဝန်းကျင်မူရင်းရုပ်တံဆိုးပုံမရတော့လဲစိတ်ဝေဒနာဤနှိမ့်ဆက်မှုတွင် ထုပိန်ထားသောတံပိုက်လုံးတစ်ချောင်းထောင်မှတ်ထားသည်နှင့်တူနေ၏ဘုဒ္ဓအစဉ်ခြေရင်းတွင် နေ့စဉ်ငုံငူကြီးလာရက်နေတတ်၏ဤလျင်ဘုဒ္ဓအတက်ဆင်းလူတွေထံမှာ အလူခံတော်သည် သူကြားသည်က တောင်းလျင်လဲ20ကျက်သာ အတိကျတောင်းတတ်သည်အကျွေရှားပါသောခင်မို့ပိုးပေးလျင်လဲမယူပြန်သူမ၏တမတ်ချက်ကိုတစ္ဆာမဖောက်တတ်ထို့ကြောင့်နေစဉ်မြင်တွေ့နေရသော သူတို့ဘုရားဈေးတွေက20မတ်20ဟု အမည်အသင့်ပေးထားခြင်းဖြစ်သည်မတ်20ကတော့တခြားမြို့ရွာမှမဟုတ်ဤမြို့ကလေး၏ ရက်ွက်တကောင်စင်းရင်တစ်ခုတွင်နာမည်တစ်ခု ပါဝင်သူဖြစ်သည်မိဘဆွေမျိုးတွေကလည်းမနှိမ်ပါလားအစကတော့အချက်သေးသေးနဲ့သာရောက်ခေါငင်သွားတတ်ကြသည်လူတကာရှိလက်ဖြန့်တောင်းတနေသောစိတ်ချွတ်ရွနေသူသမီးလေးကြောင့်သူတို့အချက်သိကဝိယုံများပောက်ပြဲကုန်သောကြောင့်ဖြစ်သည်သို့သောနောက်တစ်နေ့မနေ့ရောက်သည်နှင့်မနှစ်ဆယ်ကဘုဒ္ဓအဆင့်လေးကားတွင် လဝါတစ်ဖက်ကိုဖြန့်လျက်ငုံငူကြီးရက်နေနှင့်ပြီးဖြစ်သည်။နောက်တော့မိဘမောင်ပွားတွေလာခေါ်ခြင်းမရှိကြတော့လက်လျှော့သွားကြပုံရသည်။ဒီလိုနှင့်တနေ့ကောင်းချင်းတုတ်တဲ့မလေးကစတင်၍၂၀ဤခနာကိုစူးစမ်းပြောင်းလဲလာပုံကိုသတိထားမိသွား၏။ဘူလာကထုပိန်ထားသောတံပိုက်လုံးတစ်လုံးနှင့်တူသည့်၂၀ခါလေးသည် အနေငယ်တုတ်လာ၏။ ဝမ်ပိုက်ကလေးက အနေငယ်စူတူတူလေးဖြစ်နေသည်။ကောင်းချင်းတုတ်တယ်လေးစူဇန်သောတရင်စကားကြောင့်ကျန်သူတွေပါအယုံစိုက်သွားကြသည်။နာယီပြင်ဆရာကြီးကတစ်ချက်စောင်းခဲ့ကြည့်ပြီးဟုန်ကနေအတန်ပြူသည်။ကွန်ရတဲ့ကောင်းလေးကတောက်တစ်ချက်ကိုခက်ပြင်းပြင်းခက်၏။ရေခဲတုတ်တယ်လေးကနားမလည်နိုင်သောပုတ်စာတစ်ပုတ်လိုပါဇက်ဟောင်းလောင်းလေးဖြစ်နေ၏။ ဘာပဲဖြစ်ဖြစ်ထိုနေ့မှစတင်၍မတ်20ဤကိုဝန်တရင်သည်အိန္ဒြာကျော်စင်ဤကိုဝန်တရင်ထက်မြုပ်ကလေးတွင်ပုံမရေပန်းစားခဲ့သည်ကတော့အသေးချပင်ဘူတာရှိတွင် နေ့စဉ်လာရက်သည် ဆိုတော့လေမြုပ်ကလေးဤနေရာနှံ့ပြားကိုခြေဆက်ကြဖြန့်နေသူဖြစ်သောကြောင့်ပိုင်ရှင်ကိုဖမ်းမဆုပ်မိပင်မတ်20ကတော့ပိုင်ရှင်ရှာရန်လည်းမသိ အနာဂတ်အကြောင်းကိုလည်းမမြင်ဘူတာလေးရှိတွင် နေ့စဉ်လာရက်နေတတ်မည်အခုတော့ဒုက္ခတရားတစ်ခုစီဒုက္ခတရားတစ်ခု ဆက်ရောက်လာပြီဆိုပါလားတခါတည်းရန်ခြေသလုံးညိုတကြီးပေါ်၆လက်မခန့်အရှိရှိအနာပြင်နီနီရဲရဲကြီးနှင့်ဖင်တရွတ်ဆွဲနေသူတယောက်ရောက်ရောက်လာတဲ့သည်သည် မြင်သူအားလုံးကစုတ်တက်တက်ထိုလူဤ ဖင်တရွတ်ဆွဲသွားရာလမ်းတလျှောက်သည်ငွေဆက်ကူအတော်များများဖြင့်တံပိုးကြီးသွားကြလေသည်။နာဤပြင်ဆရာကြီးကမူနှာခေါင်းရိုးပေါ်လျှော့ချနေသောညမန်ကိုင်းပေါ်မှကြောကြည့်၍သူ့နာကြီးကဒီလောက်ရဲနေတာရင်းကောင်တောင်မုံပါလားဟုတ်ဟုမှတ်ချက်ပေးခဲ့ဖို့ဟိကျန်လူတွေမှသာတို့လို့တို့လို့ဖြင့်မိကွန်းတွေတဲ့နစ်မြုပ်နေရတော်သည် ခက်ကြဲကြဲရောက်လာကြပြီဖြစ်သောခရီးသည်များသည်လက်မှတ်ရောင်းသည့်စကားကွက်လေးရှိတွင်စွ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 ဖြစ်နေပြီးတချို့ကလည်းဇင်ညံခုံတန်းလေးများတွင်ပြန်ထိုင်လိုက်လက်မှတ်ရောင်းတန်စကားပေါက်လေးစီ ပြေးလာလိုက်ဖြင့်ဇောကဲ့နေကြပုံရ၏မှတ်ပုံတင်နှင့်လက်မှတ်ခါလေးတွေကိုစီကန်လျက်ညှော်လင်းချက်တွေကိုပါမြေဝန်းတွေတဲ့စုပ်ကန်လျက်ဈေးတယ်လေးတွေနောက်ကျောဘက် ဘူတာရုံးကန်းမှတယ်လီဖုန်းမြည်တမ်းတွေအကြရာစိတ်လာ၏။စကားပြောဆက်မှဆက်တန်တရှဲရှဲနှင့်ရောနေသော စကားဝတ်တွေပါကြားနေကြရသည်။စာပို့သမားကြီးကလည်းလွယ်ဖောင်းကြီးလွယ်ဝမ်ပိုက်ဖောင်းဖောင်းကြီးရှေ့ပြလျက်ဘူတာရုံးကန်းလေးတွေဝင်လိုက်ထွက်လိုက်ဖြစ်နေ၏။စထားလာတော်မူတဲ့စကနေစောင့်ယုံလိုက်သောယထာအရှိန်ဖြင့်ခန္ဓာကိုယ်က ပြိုလဲသွားမလို့ဖြစ်သွား၏။အဘောတန်ကဒံရရသွားသောစင်ကြီးတကောင်နာနာချင်းချင်းဟော်လိုက်သလိုမျိုးယထာဘိန်တွေစလိမ့်လေပြီ။ယထာထွက်ပြီးယထာထွက်ပြီးရေခဲတုပ်သေးလေးကအော်အော်ပြပြဖြင့်ရေခဲပုံးကြီးတကားကားကိုလက်မောင်းတစ်ဖက်မှချိတ်ရင်းယထာတွေလမ်းလေဥချောင်းလိုင်းအတိုင်းတို့ခွေပြေနေသည်။ခုံနေရမရသေးသူတွေ အထုပ်ပိုးနေရာချသူတွေကျထားတဲ့ဈေးတယ်တွေကြားခြေခဲတို့တယ်လေးချက်ကန်ရက်ကန်ပြေလျက်သူလဲကောင်းချင်းတို့ဘန်းလေးကို အသာထိန်လျက်တိုးချိတ်လျှောက်ရင်းတွဲပေါဝရောက်တွင် ခုံစင်ချလိုက်ဤနာရှာကြောင့်မတင်ဘူးတော့လဲအလောက်ကတင်ပေးခဲ့ပြီမို့ဆင်ပြေပြေချင်းခြေသုံးလေးလန်းခန့်ဆက်ပြေးသွားရသည်ဘလောက်ခုရောက်ရလဲတန်လန်းတစ်ခု၏ ဇလီဖာတို့ပေါ်ရက်ရင်ဒီကဲတုတ်တယ်လေးကစီမေသည် သူမကောင်းရဲ့မိပြန်၏နေလေကင်းစာစပီးချိန်မို့သူမရောင်းကုန်ကဝဲလိုအားနေသွားသည်ဖီပီတာကြွကြွနှထုတ်သာအပေါအောင်ပြောပြီးချောင်းခဲ့ရသည်ဒီကဲတုတ်တယ်လေးကဒီကဲပုံကြီးလမ်းမောင်းတစ်ချက်တွင်ချိန်လျက်မှငွေဆက်ကူလေးတွေကိုတရွတ်ချင်းစီထက်ခါခြေထွက်နေ၏နေကင်းအပူချိန်ကြောင့် ို့ရောင်းကုန်သည်ဇာတိကွင်နှင့်တဲ့တဲ့တို့ကဝယ်လိုအားများသွားခဲ့သည်မဟုတ်ပါလားတထားတွဲကြီးတွေက သူတို့ပေးတန်လန့်အတိုင်းတရွေ့ရွေ့ဖြတ်တန်းသွားနေစေပင် လူစည်းတွေအနေငယ်ပါသောတထားတွဲကြီးမှာ ကုံတွဲတွေကြောင့်အတန်ငယ်ရှည်လျားနေ၏တန်လန့်ဘေးတလျှောက်တွင်လက်ပြနေကြသောကလေးအုံမှာတထားပေါ်မှာ ရေတန့်ဘူးကုံတစ်ခုကြလာတိုင်းရွှေမိုးငွေမိုးရွာသလို အပြေလွာလူကောင်းနေကြ၏ထိုခိုက်မှာပင် တန်လန်းဘေးတလျှောက်အင်ဂျိုအင်ကြားလမ်းတွေထဲမှလူတယောက် အမောတကောဖြင့်ပြေးလာနေသည်မညီမညာဖြစ်နေသောမြေကမူတွေကျောက်စီရဲ့ခဲပုံတွေတန်လန်းတွေကိုတလွားလွားခုံကျော်၍ပြေးလာနေခြင်းဖြစ်၏လက်ထဲတွင်လှုပ်ရှည်တချောင်းကိုကင်မြောက်ကဂျိုင်းတစ်ဖက်တွင်မူပင်နယ်ရှိကြီးတလုံးလွေထားလျက် ေပြင်းနှင့်လွင့်ပါလာသောလက်နီးစုပ်ကြီးတထယ်လိုပင်ဟင်ဤမြင်ကွင်းကြောင့်ကောင်းကျင်းထုတ်တယ်မလေးမျက်လုံးပြူသွား၏ဟာစစောကမျက်စိမမြင်တဲ့လူကြီးစစောကဒီကဲထုတ်တယ်လေးကလည်းတစီရိပ်မြင်လိုက်ရတကယ်တို့ထော်သည်သူတို့အံ့ဩမှုမနှိုးထမိလေးမှပင်ကျွေလျားနေသောယထာကြီးဤဇရာတွေ့တွေ့မ မိယာထင်းနှင်းကုံတစ်ခုပေါ်သို့ဖြက်ကနေတွေ့ကက်လိုက်ပါသွားတော်သည်ဟာဟာဟာကိုရဆိုင်လေးမှရေမောတန်သည်ကြထားထွက်ပြီးအနေထိုင်စဘူတာလေးကိုတိုင်လှုပ်ပြလိုက်သည်အဲ့ဒါပြောတာပေါ့ဟာအစ်စ်တွေရှိလို့အတုတွေပေါ်လာတာဆိုပေမဲ့ဒီခကြီးထဲမှာအတုကိုပြန်တုနေကြတာနဲ့ပဲတန်တရာလဲနေကြတာဟာကိုရတဲ့လေးကတစ်ချိန်က ခေစားခဲ့ဖို့သောကဆက်ဇလန်းထဲမှနေတံမျိုးဖြင့်တတနာဆန်ဆန်အနိုင်ပိုင်းပြော့ချလိုက်သည်ဒဇိတုနှင့်나이လေးကိုခွဲစိတ်ကုသနေသော나이ပြင်ဆရာကြီးကမော့မကြည့်ပဲဟွန်ကနေအတန်ပေးလိုက်သည်ဒီကဲတော့တယ်လေးကသူမြင်ခဲ့ရသောအဖြစ်ပျက်ကိုအထက်ထက်ပြန်ရစ်ဖွင့်နေစေကောင်းကျင်းတော့တယ်မာလေးတော့လဟတ်တဲ့ဖြစ်သွားရသော ဂယုနာစိတ်စစ်စစ်လေးအတွက်မုံမယရေမယမျက်နာကလေးနဲ့ထိုစဉ်တန်လန်းတစ်ဖက်ကားဂိတ်လေးစီမှခီးတဲ့ခေါနေသည့်ကားဟွန်တန်သည်ဘူတာလေးထဲမှပူပူနွေးနွေးပြက်ဆက်တိုလေးတစ်ပုတ်အတွက်နောက်ခံဒီဂီတာကဲ့သို့ပြောင်းဆက်ဆက်ထွက်ပေါ်လာလေသည် အားစင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာချင်းကိုဝိုင်းလို့ကြရင်ပိတ်ထားတဲ့ကောင်တပ်ဝင်ပါပါ nosotros tu